ချင်းပြည်နယ်မှာကျင်းပပြုလုပ်မယ့်စစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲဟာဒီမိုကရေစီပွဲမဟုတ်ပါဘူး။ဒီရွေးကောက်ပွဲဟာစစ်တပ်ရဲ့အာဏာကိုပြန်လည်ထိန်းချုပ်နိုင်ဖို့နဲ့ပြစ်ဒဏ်မှကင်းလွတ်နိုင်ရန်လက်နက်တစ်ခုသာဖြစ်ပါတယ်။ထန်တလန်လိုမျိုးကြီးတစ်ခုလုံးပြာကျသွားတဲ့ထောင်ပေါင်းများစွာမိသားစုတွေကသူတို့ရဲ့နေအိမ်ကိုစွန့်ခွာထွက်ပြေးခဲ့ကြပါတယ်။တချို့ကတောတောင်ကြီးထဲမှာပုန်းနေကြပါတယ်။တချို့ကတရားမဝင်အိန္ဒိယသို့ဖြတ်ကျော်ဝင်ရ ခဲ့ပါတယ်။သူတို့ရဲ့ခိုလုံစရာပျော်ရွှင်စရာလုံခြုံတဲ့အိမ်မရှိကြတော့ပါဘူး။ချမအနာမယ်ကတော့တော်ပိုင်ဖြစ်ပါတယ်။ချမကတော့ပြင်းပြုံးနေရပါ။ချမကလည်းရှင်းနေထိုင်တာကတော့မဇိုရမ်စပေးရှောင်းတနေရမှာ။ချမတို့က CDM လည်းဖြစ်နေတဲ့အခါကျတော့စစ်ကောင်စီရဲ့ဖြစ်အားပေးမှုလည်းအများကြီးကြုံတွေ့ခဲ့ရတယ်။ပြီးရင်အဲဒီစစ်ကောင်စီတွေကပဲအဲတပ်ဖြတ်လိုက် ဒူရီယိုဖန်လိုက်အလိုမျိုးတွေအများရဖြစ်တဲ့အိမ်ဒီမှာလဲအဝင်ထွက်တဲ့အများရလုတဲ့အသက်ကြောင့်ကျမတို့မှာလုံခြုံမှုမရှိတဲ့အတွက်ကြောင့်အဲအရင်ဗီဒီယိုရန်ကိုထပ်ပြရခြင်းဖြစ်ပါတယ်ကျမတို့စပေးရှောင်းစခန်းရောက်ပြီးတဲ့အချိန်ကျတော့ကိုဒေတာလိုလုံးဝမဖြစ်နိုင်တဲ့အချိန်ကျတော့တခါတလေစိတ်ဆင်းရတယ်စိတ်ဆင်းရရတယ်တွားချင်ရမတွားရလုံးချင်ရမလုံးရအဲကိုဒေတာလိုလွတ်လွတ်လပ်လပ်နေနိုင်ခွင့်မရှိဘူးပညာသင်ကြားတဲ့အချိန်မှာလဲကိုဒေတာလိုကောင်းကောင်းမွန်မွန်နဲ့ကလေးတွေအား ကျမတို့ကဆပင်ရတင်ကြရဲ့မှာလည်းခက်ခဲတဲ့အများကြီးကြုံတွေ့ခဲ့ရပါတယ်ရှင်2025ခုနှစ်ဇူလိုင်လ30ရက်နေ့မှာစစ်ကော်မရှင်က28ရက်ဒီဇင်ဘာလနဲ့ဇန်နဝါရီလမှာ ရွေးကောက်ပွဲကျင်းပဖို့အစီအစဉ်ကိုကြေညာခဲ့ပါတယ်။ကြေညာချက်အပြီးမှာစစ်တပ်ကချင်းပြည်နယ်မင်းတပ်မြို့နယ်ကံပက်လက်မြို့နယ်ပလဝမြို့နယ်မတူဝီမြို့နယ်တွေမှာရှိတဲ့ကျေးရွာတွေကိုလေကြောင်းကနေထိုးစစ်တိုက်ခိုက်မှုတွေ ပြင်းထန်စွာဆက်လက်ပြုလုပ်ခဲ့ပါတယ်။ တိုက်ခိုက်မှုတွေကြောင့်နေအိမ်တွေစာသင်ကျောင်းတွေစေယုံစေကန်ဖုံးတော်ကြီးကျောင်းတွေနဲ့ဖျားကျောင်းတွေအပါအဝင်အဆောက်အဦး250ကျော်ပျက်စီးခဲ့ပြီးလူ995ဦးသေဆုံးက369ဦးဒဏ်ရာရရှိခဲ့ပါတယ်။အတိုင်းဒေသတချို့မှာဆိုလို့ရှိရင်စစ်ကောင်မရှင်ကသူဖမ်းဆီးထားတဲ့ပြည်သူတွေကိုအတင်းအဓမ္မနဲ့ကြိုတင်မဲ့ထက်ခိုင်းနေတယ်ဆိုတဲ့ဟာတွေရှိသလိုချင်းပြည်နယ်ဒေသအချို့မှာဆိုလို့ရှိရင်လည်းဟိုရွေးကောက်ပွဲနဲ့ပတ်သက်တဲ့လက်ကမ်းစာဆောင်ဖျောက်ဝေတာတွေနောက်ပြီးတော့ကျမဒီမဲ စည်ရင်ပေါ့နော်ဒီလူအများမြင်နိုင်တဲ့နေရာတွေမှာမဲစည်ရင်ကတ်တာတွေလောက်ဆောင်နေတယ်လို့သိရပါတယ်စစ်တပ်ထိန်းချုပ်မှုအောက်မှာရှိတဲ့နေမျိုးတွေမှာမဲယုံတွေကိုစောင့်ကြည့်စစ်ဆေးခြင်းမဲပေးမဲ့ဒေတာကန်တွေကိုလည်းတနက်နေ့ချင်းချောက်တာတွေကိုပြုလုပ်နိုင်ပါတယ်ဒေတာကန်တွေအတွက်တော့ဒီရွေးကောက်ပွဲဟာအကြောက်တရားသာဖြစ်စေပြီးတော့အများပြည်သူလိုချင်တောင်းတတဲ့စစ်မှန်တဲ့ရွေးကောက်ပွဲနဲ့ရလက်ကောင်းတွေထွက်လာဖို့မျှော်လင့်ချက်မဟုတ်ပါဘူး စစ်တပ်စစ်စေးရေးဂိတ်တွေအတင်းအကျပ်မှတ်ပုံတင်ခြင်းနဲ့ချိန်ချောက်ခြင်းတို့လည်းဒေသခံတို့ရဲ့နေဆံဘဝမှာလွှမ်းမိုးနေပါတယ်စက်ကောင်မရှင်လောက်ခံ ဌာနပေါင်းစုံကလမ်းစီဗီအမွန်းနဲ့တွေကိုရှုပ်ရမှုပါဝင်ပေါ့နော်စစ်သားတွေကလက်လက်တွေနဲ့အိမ်ထိလာရောက်ပြီးတော့မှတကောင်စီရင်ကောက်ခဲ့တဲ့အတွဲမဲဆင်းသွင်းခဲ့ရတာဖြစ်ပါတယ်တနက်တင်နဲ့လာလာပြီးတဲ့အခါမှာမဲဆင်းကြည့်ဖို့ဆိုပြီးတော့မှချိန်ချောက်မှုတွေရှိခဲ့ပါတယ်မဲဆင်းရင်မကြည့်ရင်မဲမပေးရင်ဖမ်းဆီးတက်ပြတ်မယ်ဆိုပြီးချိန်ချောက်ခံခဲ့ရပါတယ်ချင်းပြည်နယ်မှာရှိတဲ့ဒေသခံတွေကဒီရွေးကောက်ပွဲကိုကန့်ကွက်ကြတယ်အတူရောင်ရွေးကောက်ပွဲဖြစ် အာနာရှင်စနစ်ကိုတည်ရဝင်အောင်လုပ်ဖို့သူတို့တွေဝန်ဆောင်ကြပါတယ်။ချင်းပြည်နယ်ရဲ့ဒေသခံအသံတွေကလုံခြုံမှုတရားမျှတမှုနဲ့ဂုဏ်သိက္ခာရှိမှုတို့ကို တောင်းဆိုနေပါတယ်။ကလေးတွေစာသင်ယူနိုင်တဲ့အကြောင်းတွေမိသားစုတွေအကြောက်တရားမရှိဘဲစိုက်ပျိုးနိုင်တဲ့နေကွင်းတွေဘဝပြန်ဆနိုင်တဲ့အိမ်တွေအတွက်သူတို့တောင်းဆိုနေပါတယ်။စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲဟာဆင်းရဲဒုက္ခရောက်မှုကိုဖျောက်ဖျက်လို့မရပါဘူး။ ပျက်စီးသွားတဲ့အရာတွေကိုပြန်တည်ဆောက်လို့မရဘူး။နောက်ပြီးတော့ပြည်သူတွေရဲ့ဒီမိုကရေစီတောင်းဆိုမှုကိုနှုတ်ဆက်လို့မရဘူး။ WJ အနေနဲ့တော့ကျမတို့ဒီ campaign တွေလုပ်နေတယ်ပြီးလို့ရှိရင်ပြည်သူလူထုဟောပြောပွဲတွေပေါ့နော်ဒီရွေးကောက်ပွဲမှာလုံးဝမပါဝင်ဖို့ဒီရွေးကောက်ပေါ်လုံးဝဆန့်ကျင်ဖို့ကျမတို့အများပြည်သူတွေတည်အောင်ပေါ့နော်အာလှုပ်ဆောင်နေတာဖြစ်ပါတယ်မှတ်ချက်ပေးရမယ်ဆိုတော့ဒါအာ set commission ကပေါ့နော်သူတို့ လုံမဲ့ဟာကတရားမျှတမှုလည်းမရှိဘူးသူတို့ရဲ့အာနိုင်ငံရေးပါတီပဲပေါ့နော်အကနေမှဆက်လက်ပြီးမှမြန်မာပြည်ကိုဆက်လက်ပြီးမှအုပ်ချုပ်ချင်တာဖြစ်တယ်ပေါ့နော်အဲပြီးလို့ရှိရင်ဒီစစ်တပ်ကဆက်လက်ပြီးမှသူတို့ရဲ့အာဏာတည်မြဲရေးအတွက်လုပ်နေတာဖြစ်တယ်နိုင်ငံရဲ့ချက်တဲ့ကာလမှာနိုင်ငံရေးထွတ်ပေါက်ရှာတာဟာဖြစ်တယ်လိန်လေတဲ့ရွေးကောက်ပွဲပေါ့နော်ဒါအထူးရောင်ရွေးကောက်ပွဲဖြစ်တယ်